မင်္ဂလာပါရှင် ခစ်တင်ယူခြင်းနဲ့မှာထိတ်တန့်ရမြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ AA6 ဦးစီးချုပ်ကဗမော်တိုက်ပွဲနဲ့ပတ်သက်ပြီး AA တပ်သားတွေကိုရရဲတောက်အမစကားပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ဗမော်တိုက်ပွဲမှာ KIA အပါအဝင်မဟာမိတ်တပ်ဖွဲ့များနဲ့ပူးပေါင်းပါဝင်တိုက်ခိုက်နေတဲ့အရကတပ်တော် AA ရဲဘော်တွေကိုဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဖုံးမတဆင်ဗီဒီယိုကောခေါ်ကအားပေးစကားပြောကြားခဲ့တယ်လို့ကချင် official page မှာဖော်ပြထားပါရယ်။ခုလိုရေးသား ဖော်ပြရမှာမကြခင်အောင်ပန်းစင်တော်မဲ့ဗန်မော်တိုက်ပွဲရောက်နေတဲ့အေအေတပ်သားတွေကိုဗိုလ်ချုပ်ထုံးမြတ်နိုင်အပိစကားပြောကြတယ်လို့ဖော်ပြကြပါရယ်။ဒါပြင်အေအေစီအိုစီချုပ်ကဗန်မော်တိုက်ပွဲနဲ့ပတ်သက်ပြီးတူတပ်သားတွေကိုရဲရဲတောက်အမစကားပြောချနေတာကိုအေအေတပ်သားမှနာခံယူလို့လည်းရေးသားထားပါရယ်။စီအိုစီချုပ်အမစကားကောင်းနှုတ်ချက်ဆိုပြီးအခုလိုဆက်လက်ဖော်ပြထားပါရယ်။ကချင် KIA ဟာရခိုင်နယ်အေအေအတွက်ထာဝရအကောင်းဆုံးမဟာမိတ်ဖြစ်တဲ့ဒိုအေအေတွေအနေနဲ့ကချင်ပြည်သူပြည်သားတွေကိုကျေးဇူး ူးဆက်ရမယ့်အချိန်ကဒီနေ့အကောင်းဆုံးအချိန်တွေပဲလက်ရှိဘမော်တိုက်ပွဲမှာပါဝင် တိုက်ခိုက်နေတဲ့ငါတို့စစ်တီတော်တွေအနေနဲ့ရဲရဲဝံ့ဝံ့တိုက်ခိုက်ပါရန်သူကိုမညာနဲ့ဘမော်မျိုးကြီးကိုသိမ်းပိုက်ပြီးကချင်ပြည်သူတွေကိုလက်ဆောင်ပေးဖို့စစ်တီတော်တွေစူးစမ်းပါစတဲ့အချက်တွေကိုကောက်နှုတ်ဖော်ပြချပါတယ် ဆက်လက်ပြီးကုမင်းဆွေးနွေးပွဲအဆင်မပြေကြောင်း TNL ထုတ်ပြန်ပြီးနောက်စစ်ကောင်စီကမိုးကုံနဲ့နောင်ချိုကိုဖုံးကျဲတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။စစ်ကောင်စီနဲ့ TNL တို့ဤကုမင်းဆွေးနွေးပွဲသဘောတူညီချက်မရကြောင်း TNL ထုတ်ပြန်ပြီးနောက်စစ်ကောင်စီကမိုးကုံမြို့နဲ့နောင်ချိုမြို့ကိုဖုံးကျဲခဲ့ပါတယ်။ TNL ကကုမင်းဆွေးနွေးပွဲအကြောင်းသတင်းထုတ်ပြန်ပြီး나이ပိုင်းအကြာမှပဲစစ်ကောင်စီကမေလ၂ရက်ည7:45မိနစ်ကလည်းမိုးကုံမြို့အရှေ့ပိုင်းဗဟင်းရွာနဲ့အနောက်ပိုင်းနှာအုပ်အင်းရွာကိုဘုံကျဲခဲ့ပါတယ်။စစ်ကောင်စီကပေါင်၂50ပုံးနှလုံးကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအုပ်ပြင်ရက်ွက်ရှိဓမ္မယုံနဲ့ပြည်သူလူထုနေအိမ်6လုံးထိမှန်ပျက်စီးသွားခဲ့တယ်လို့ PSLF TNL ကမေ3ရက်တွင်ထုတ်ပြန်ပါတယ်။ ထို့ပြင်မေလ3ရက်နံနက်ပိုင်း9နာရီ2မိနစ်တွင်ဂျက်ဗိုက်တာဖြင့်မိုးကုံမြို့နယ်အနောက်ပိုင်းကတဲဖုံကြီးကျောင်းကိုထပ်မံဖုံးကျဲခဲ့ရာအနည်းဆုံးလူတအုပ်သေဆုံးခဲ့တယ်ဟုဒေသခံတအုပ်ကပြောပါရယ်ဖုံကြီးကျောင်းမှာမင်္ဂလာဆောင်ရှိတယ်လို့ကြားတဲ့ဘုံကဘလောက်ပြင်းတယ်လဲဆိုရင်သူတို့ကျဲတဲ့နေရာနဲ့ခလန်လန်ပယံဆရာကိုဘုံစမှန်ပြီးသေဆုံးတယ်ကျောင်းဘက်မှာထိခိုက်တယ်ကြပြီးတိတိကျကျမသိရသေးပါဟုမြို့ကန်တအူးကပြောပါရယ်အဆိုပါပုံကျဲမှုတွင်ဒေသခံတအူးတည်ဆုံးခဲ့ပြီးနေအိမ်ပြည့်စည်းခဲ့ကြောင်း TNL ကလည်းထုတ်ပြန်ထားပါရယ် ။ထို့ပြင်မေလ၂ရက်ညနေပိုင်းကလည်း TNL ထိန်းချုပ်ထားတဲ့နောင်ချိုမြို့နယ်မှာလုံဝဲရွာတဲ့သို့စစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့သည်။ထို့ဘုံကျဲမှုတွင်ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ပေ။ TNL နဲ့စစ်ကောင်စီသည်နောင်ချိုမြို့တွင်လည်းတိုက်ပွဲပြင်းထန်နေသည်။ တရုတ်နိုင်ငံ၏ဂျာဝင်မှုဖြင့်စစ်ကောင်စီတပ်နှင့် TNL သည်အပြစ်ရစဲရန် AB 28နဲ့29ရက်တွင်တရုတ်ပြည်ကုမင်းမြို့၌တွေ့ဆုံဆွေးနွေးခဲ့ပြီးစစ်ကောင်စီက TNL သိမ်းပိုက်ထားတဲ့မျိုးငါမျိုးကိုပြန်ပေးရန်တောင်းဆိုမှုအပေါ်သဘောမတူ၍ဆွေးနွေးဝယ်ရှိမဆက်နိုင်ဟု TNL ကထုတ်ပြန်သည် စစ်ကောင်စီက TNL နဲ့မဟာမိတ်များသိမ်းပိုက်ထားတဲ့မိုးကုတ်နောင်ချိုကြောင်မဲတီဘောမိုးမိတ်မျိုးများမှထွက်ခွာပြီးပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့်နန်ဆန်နဲ့မန်တုံမြို့နယ်အထိပြန်ဆုတ်ခွာရန်တောင်းဆိုခဲ့သည်စစ်ကောင်စီအဆိုပါတောင်းဆိုချက်ကိုသဘောမတူနိုင်တဲ့ဖြင့်ဆွေးနွေးမှုရှေ့မတိုးနိုင်သေးပေလာမီအော်ဂုတ်လတွင်ထပ်မံတွေ့ဆုံရန်သဘောတူခဲ့ကြသည်ဟု TNL ကမေလ2ရက်နေ့ညနေ3နာရီခန့်တွင်ထုတ်ပြန်ခဲ့သည် ။လေကြောင်းမှာပုံကျဲခြင်း၊လက်နက်ကြီးများပစ်ခတ်ခြင်း၊ဒရုန်းများဖြင့်တိုက်ခိုက်ခြင်း၊ထိုးစစ်ဆင်ခြင်း၊စသည့်ပစ်ခတ်တိုက်ခိုက်မှုများအားလုံးရပ်တန့်ရန်တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်ဒေသတည်ငြိမ်အေဂျင်စီနှင့်ကိုကံတပ်ဖွဲ့ MNDAA ကဲ့သို့တဆင့်တိုးအပစ်ခတ်ရဲစဲရေးပြုလုပ်နိုင်ရန်အတွက်တရုတ်နိုင်ငံအထူးကိုယ်စားလှယ် Mr. တိတ်ရှူကျွန်းမှကမကထပြုအလေးထားဂျိုပန်ပြီးနှစ်ဖက်တွေ့ဆုံမှုများအလျင်မြန်တိုးတက်လာစေရန်ဆောင်ရွက်ခဲ့တယ်ဟု TNLA ကအဆိုပါသတင်းထုတ်ပြန်ပြီးနောက်မိုးကုတ်မြို့တွင်ကင်းထောက်လေယာဉ်များဝဲနေခဲ့ပြီးလေကြောင်းပုံကျဲမှုများခက်ဆိတ်ဆိတ်ပြုလုပ်နေခြင်းဖြစ်ပါတယ်။ TNLA အုပ်ချုပ်သောမြို့နယ်များကိုစစ်အင်အားဖြည့်တင်းခြင်းထိုးစစ်ဆင်ခြင်းနှင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကိုလေကြောင်းဖြင့်လူထုကိုရည်ရွယ်ချက်ရှိရှိပုံချဲနေကြောင်း TNLA ကထုတ်ပြန်ထားသည်။ဒေသခံပြည်သူများအနေဖြင့်စစ်ကောင်စီ၏ဘုံကျဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန်စီရေးသတိအမြဲရှိရန်နှင့်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများလိုက်နာဆောင်ရွက်ရန် TNLA ကအတည်ပြုထားသည်။ ဆက်လက်ပြီးညိုင်မျိုးနဲ့တောင်ပိုင်းရှိကြေးရွာများကိုစစ်တပ်ကနှစ်ရက်ဆက်တိုက်လေရင်ဆက်တက်လေးဒီများဖြင့်ပုံကျဲတိုက်ခိုက်နေမြေပြင်စစ်ကြောင်းမှလည်းကြေးရွာများကိုဆက်တိုက်မိရှို့နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။မကွေတိုင်းညိုင်မျိုးနဲ့တောင်ပိုင်းရှိကြေးရွာများကိုအကြမ်းဖက်စစ်တပ်ကနှစ်ရက်ဆက်တိုက်လေရင်ဆက်တက်လေးဒီများဖြင့်ပုံကျဲတိုက်ခိုက်နေကြောင်းဝီလက်မြိုင်ဖွဲမှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါတယ်။ရမန်နီမေလ၂ရက်နေ့နနက်၁၇:၃၀မိနစ်ခန့်တွင်ညိုင်မျိုးနယ်အရှိတောင်ပိုင်းတနေရာကိုတရားဦးလေတပ်မှတက်လာသောဝိုင်းစက်နှင့်လေရင်ဖြင့်ရှစ်ကြိမ်ထက်မ နေ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ရှင်နီမေလ3ရက်နေ့နနက်8:30မိနစ်မှာ9:00နာရီတိမြိုင်မြို့နယ်အရှိတောင်ပိုင်းရှိကြေးရွာများကိုတရားဥလီတက်မှတက်လာသည့်အချမ်းဖက်စစ်တပ်၏ဂျက်ဖိုက်တာများဖြင့်၄ချောင်းတိုက်ခိုက်မှု၄ချိန်ပြုလုပ်သွားကြောင်းသိရပါသည်။အလားတူယနေ့နနက်9:55မိနစ်နဲ့25မိနစ်တို့တွင်ပခုတ်ကူတက်မှတရတက်မှတက်လာသောအကျန်းဖတ်စစ်တပ်၏စက်တက်လေးဒီနှစ်စီးကလည်းလေးချောင်းတိုက်ခိုက်မှု၂ချိန်ထပ်မံပြုလုပ်ခဲ့ကြောင်း မော်လယ်နနက်9:50မိနစ်ခန့်မှာ17:00အကျော်အထိမြိုင်မြို့နယ်အရှိတောင်ပိုင်းရှိကျွရများကိုဝိုင်းစနစ်လျင်ဖြင့်ပုံသီးအလုံး40ကျဲချတိုက်ခိုက်သွားကြောင်းသိရှိရပါသည်။ ထို့ပြင်ယမန်နေကပခုတ်ကူတမတရားတင်မှထွက်လာပြီးပခုတ်ကူမျိုးနယ်မှတဆင့်မြိုင်မျိုးနယ်အရှိတောင်ပိုင်းကိုဝင်ရောက်လာသောအကြမ်းဖက်စစ်တပ်ခြေလင်းစစ်ကြောင်းသည်မိုးလေ၃နာရီခန့်တွင်မြိုင်မျိုးနယ်အရှိတောင်ပိုင်းရှိလေတန်းရွာပောက်ပင်ကိုင်းရွာနှင့်တစ်ကြီးတော်ရွာတို့ကိုဝင်ရောက်စီးနင်းပြီးညနေ၅နာရီဝန်းကျင်ခန့်မှစတင်၍ပြည်သူပိုင်နေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါသည်။အဆိုပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်လက်ရှိချိန်တွင်အနီးအနားခြေရွာများမှာ ထောင်နှင်းချီသောပြည်သူများသည်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီးအကြမ်းဖက်စစ်တပ်၏လေကြောင်းတိုက်ခိုက်ခြင်းကြောင့်မိရှို့ဖျက်ဆီးခြင်းကြောင့်နေအိမ်ထိခိုက်ပျက်စီးမှုအခြေအနေကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါသည်ပြည်သူတွေကလည်းရွာလုံးကျွတ်ထွက်ပြေးနေရတော့ထိခိုက်မှုအခြေအနေကိုအတိမပြုနိုင်သေးဘူးစစ်တပ်စစ်ကြောင်းကလည်းမြေပြင်မှာလည်းရှိနေတော့တိမ်းရှောင်နေရတဲ့ရွာတွေကပုံများလာတယ်လို့သိရပါဗျ။ထိခိုက်ပျက်စီးမှုအခြေအနေကိုဆက်လက်စုံစမ်းနေပါတယ်ဟုဝီလက်မြိုင်အဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါဗျ။ ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။